ရှေးပကံဘရင်နေအများကြီးရှိတဲ့ထဲကတေသူနဲ့တေတာတွေပေါက်တက်ကရနီးနဲ့တေတာတွေကပကံပြည်မှာဖြစ်နေကြတယ်ပါဒါပေမဲ့တခုရှိတာမင်းသိုးဆိုရင်အသေးသေးနဲ့ဆော့ဆော့တေပြီးတော့မင်းကောင်းဆိုရင်တော့အသက်ရှည်တတ်ပါတယ်မင်းသိုးတက်တဲ့ဆလင်ကခွေးကနုံနစ်ပြီးနက်ရဆန်သွားတော့တားထည့်တဲ့တိန်ကိုမင်းကနန်းတက်လာပါတယ်ဒီမင်းကလည်းအဖြစ်ချေရနင်းပြီးတိုင်းတီအတွက်ဘာမှမလုပ်ဘူးတောကသားပဲထွက်နေနေတာပါတနေ့ကြတော့ဒီလိုတောကသားထွက်ရင်ကနေပဲတောဟုတ်ထဲမှာနောက်ကမင်းနဲ့တင်းနဲ့ဖွဲ့ချင်းကွဲပြီးတယောက်ထဲဖြစ်သွားပါတယ် a few moments later အချိန်ကြာလာတော့သူလည်းဘိုက်စာလာပါတယ်ဒီလိုဘိုက်စာစာနဲ့ဆက်သွားရင်ကလေကံကောင်းပြီးတခွားချံတစ်ချံနဲ့ရောက်သွားပါတယ်ဒီတော့တိမ့်ကုန်မင်းဘာဆက်လုပ်မယ်ထင်လဲတခွားတိခုသာပါစားနေတော့ညိုမှမကြသေးဘူးချမိုင်ရှင်ကတခိုးမှတ်ပြီးသူ့ရင်းနဲ့ရိုက်ရိုက်လာဆက်သွားပါတယ်ရှေ့မှာမြင်းချင်းနဲ့နုံနဲ့ပြီးတေးတာဒီအခုကသူ့ရင်းနဲ့ရိုက်ခံတဲ့မင်းမှာပေါ်လာပါပြီတိမ့်ကုန်မင်းနှက်ရွာဆန်သွားတာတက်ကြက်293ပါဘယင်ကလည်းတေးတာမကြသေး နန်းတမဲ့သူလည်းမရှိတော့ပကံမှာဘရင်ပြောက်သွားတယ်ရပါတယ်ဓာရီအကုန်လုံးကြားထဲမှာပဲကြီးလော်ကြားစားညံ့နေတဲ့တကောင်လည်းရှိပါတယ်သူကဘရင်ရဲ့နင်းထိတ်မှာဘရင်ကိုတတ်တာဘသူမှမသိရအကုန်လုံးကသူကောင်းဖို့ကြားလာတော့မှာပါဒီတော့သူကလည်းအပြစ်လွန်အောင်တောင်သူကြီးစီပြန်သွားရတယ်ရပါတယ်အကြံကတောင်သူကြီးကိုနန်းတော်ထဲခေါ်ပြီးဖမ်းခိုင်းဖို့ပါဒါပေမဲ့ဘရင်ကိုတော့ပြေးထားတဲ့တူရင်းကိုနေတော့ဒီလိုပြောလိုက်ပါတယ်အသင်တောင်သူကြီးယခုငါတို့တိုင်းပြည်မှာမင်းမရှိတော့ဘူးမင်းကိုတတ်တော်သူဒီမင်းဖြစ်နေတဲ့ပြည်ဤဆိုပြီးတော့ မင်းဖြစ်မယ်ဆိုပြီးခေါ်တာပါဒါပေမဲ့တောင်သူကြီးကတော့ငါသည်မင်းမဖြစ်လို့ငါရာငါတခွားသည်ကိုပဲချစ်သည်ငါတခွားပင်တော့ခွေးငွဲ့လို့ဆိုတကယ်တော့အသီးတွေအပြုတ်လိုက်ပြီးနေသည်ကိုမတွေ့လောဆိုပြီးညှင်းထုတ်လိုက်ပါတယ် W တောင်သူကြီးပါမန္တလတီကတခွားသည် greater than ပကံပလင်ပါဒါကိုမင်းထင်းကဆက်ပြီးတော့တခွားသီးလည်းရမယ်မင်းစည်းစိမ်လည်းရမယ်ဆိုမှလက်ခံပြီးနန်းတော်တွေလိုက်လာပါတယ် ီးတော့မိဖုရားကောင်းကြီးတန်းသွားပြီးတော့ရင်းထင်းရအကြောင်းတော်ကိုထောက်တယ်ချာရတယ်ပြော Not the face a place goes it's me help up by me ဒါကိုမိဖုရားကသဘောကျပြီးတောင်သူကြီးကိုဘရင်မြောက်လိုက်ပြပါနောက်ရှိမဲ့အကွက်ကိုမတိတင်နဲ့ဆိုတာပကံကြီးကိုပြောတာပါဘာတိမဲ့ကိုကြုံမှန်းလို့မရပါဘူးဒီတောင်သူကြီးဘယင်ဖြစ်လာတော့ညောင်ဦးသောရဟန်းဆိုတဲ့နာမည်တွင်လာပါတယ်ပကံမှာလူဖြစ်မဲ့ဆိုရင်မိဖုရားတွေနဲ့တက်အောင်ပေါ့မှာ တင်ကားရတာကိုနန်းတင်လိုက်တာကလည်းမိဖုရားတွေဖြစ်တယ်လို့ဆလီငခွေးတန်တမင်းကိုလောက်ကြံတော့လေမိဖုရားပါပါတယ်အခုလဲတောင်သူကိုဘယင်မြောက်ညံပါပြီ ညောင်းသောကပကံမှာတသတသဖုံးတကိုကြီးခဲ့ပြီးတော့ပထိုးငါးလုံးတည်ခဲ့ပါတယ်။ဒါပေမဲ့ပကံခေတ်သာသနာတော်မထိုးငါးခင်ကအကြီးကြီးတွေနဲ့ရှင်လိုက်ပထိုးငါးလုံးလောက်ကပါမွားပါ။ဒီအကြီးကြီးတွေရဲ့အာဏာကိုဘယင်းတော်တိုးမပေါက်ပါဘူး။ဒီလိုနဲ့တက္ကရစ်326ကိုရောက်တော့ပကံဒီမှာမင်းလောင်းပေါ်တယ်ဆိုတဲ့သတင်းတခုထွက်လာပြီးနန်းတော်တဲကိုလက်တကြားပေးတဲ့အဝတ်စားတွေဝတ်ထားတဲ့လူတယောက်ကငင်းသိပြီးဝင်လာပါတယ်။ဒါကိုညောင်းဦးသောယဟန်ကရက်ကြည့်နေတော့ပါတယ်။နောက်ကတယောက်ယောက်ကနန်းတော်ဘောကတိုးချလို့နိုင်ရအောင်ဆန်းသွားပါတယ်။ တွန်းချတဲ့သူကတောက်ရုပ်ဖြစ်တယ်လို့တော့သမိုင်းစာအုပ်တွေထဲမှာရေးထားပါတယ်။ကျွန်တော်ကတော့ကျွန်တော်လည်းမသိပါဘူး။ဘယင်ကိုတူရင်းနဲ့ရိုက်ပြီးဘယင်ဖြစ်လာတဲ့ညောင်ဦးစောရဟန်းလဲတောက်ရုပ်တွန်းချလို့ဒီမာနဲ့ဇက်သိမ်းသွားပါပြီ။ပကံမင်းတွေကဖြစ်လာရင်တကယ်အဆန်းကြီးတွေပါ။ဒီနေရာမှာနန်းတွင်ထဲကိုဝင်လာတဲ့သူကတခြားသူမဟုတ်ဘဲနဲ့ကြောင်းထူမင်းပါ။တကယ်မင်းမျိုးမင်းတွေဆိုလည်းဟုတ်ပါတယ်။မေးရမှာက "तू ကအခုမှဘယ်ဟာဘလို့ပေါ်လာပြီးဘယ်ဟာမင်းမျိုးလဲ"ဆိုတာပါ။ဒါဟုတ်ထရရမဲ့ဇလန်းကနည်းနည်းတော့စမ်းပါလေ။ပကံမင်းတွေမှာမစမ်းတဲ့မင်းရောရှိသေးရဲ့လား။ ဖြစ်ပုံကဒီလိုပါဆလင်ကခွေးရနေပဲစရပါမယ်ဆလင်ကခွေးကိုမတည်သေးရင်တော့ရှေ့ရဗီဒီယိုကိုသွားပြန်ကြည့်လိုက်ပါဆလင်ကခွေးကတဏ္ဍမင်းကိုလုံချံပြီးဘယင်ဖြစ်လာပါတော်မကြိုက်တဲ့တဏ္ဍမင်းရဲ့မိဖုရားတစ်ပါးကចောင်းထူအရက်ကိုပြေးသွားတာပါပြေးတဲ့အချိန်မှာတဏ္ဍမင်းနဲ့ရတဲ့ကိုယ်ကိုလည်းပါသွားပါတယ်ဒီကလေးကចောင်းထူမင်းဖြစ်လာမယ်ကလေးပါဒီနေရာမှာနည်းနည်းလောက်တိုင်းစကစ်လိုက်ပါမယ်ចောင်းထူမင်းလည်းအရွယ်ရောက်လာပါပြီပကံမှာမင်းလောင်းပေါ်တယ်ဆိုတဲ့သတင်းထွက်လာတဲ့အချိန်မှာပကံတီသူတီသားတွေရဲ့စကားအရာ မင်းလောင်းကတူရင်းတောင်မှာပေါ်မှာပါဒီမင်းလောင်းကိုကြည့်ချင်တဲ့ကြောင်းထူမင်းရလေတူရင်းတောင်ကိုသွားပါသွားတဲ့လမ်းမှာအဖိုးကြီးတစ်ယောက်နဲ့တွေ့ပြီးအဖိုးကြီးကသွားရတာညံသေးဖို့မင်းနဲ့အတူမင်းတစားတွေပါပေးလိုက်ပါတယ်ပြီးတော့ပစ္စည်းတွေပြန်ပေးဖို့ပြန်လာလို့မှသူနဲ့မတွေ့ရင်နန်းတော်ထဲမှာလာရှာဖို့ပါမှားလိုက်ပါသေးတယ်နောက်မှမင်းလောင်းကသူဖြစ်နေတာကိုသိလိုက်တဲ့ကြောင်းထူမင်းကနန်းတော်ထဲကိုသွားတဲ့အချိန်မှာလေညောင်ဦးသောချမ်းနတ်ရွာဆံပြီဆိုတဲ့အရင်ကိုတန်းကြရပြီးဘရင်ဖြစ်လာပါတယ်ကြေတော့ဟောင်းသူဘရင်ကြီးက ပကန်းရာသွေးမှာအဖြေခံမင်းနဲ့ပို့လူပါတယ်သူဟာသူတခွားသီးဆိုင်နေတော့အကောင်းပါတောင်းသူဆိုပေမဲ့အထင်တော့မသေးပါနဲ့ဒီတရားသုံးပါရှိပါတယ်ဒီသုံးပါတဲ့ကနှစ်ပါးကိုပုံ6လ6လဒီနဲ့ထားခဲ့တာပါကြောင်းထူမင်းအတွက်တော့တပားပဲကြာတယ်တော့လူအကြီးရဲ့ကြီးစရာကြီးပါဗျာဒီမင်းကလည်းသွားတော့သွားပါမယ်။အကြခင်တန်နေတဲ့မိဖုရားလည်းမျိုးအောင်သွားပါတယ်။ပထမဆုံးမိဖုရားကကြည်သိုးမင်းသားကိုမွေးခဲ့ပါတယ်။ဒုတိယမိဖုရားကတော့ပုတ်ကတိမင်းသားကိုမွေးပါတယ်။ နှစ်ယောက်လုံးညောင်ဦးသောရဟန်းရဲ့သားတွေပါနောက်ဆုံးမိဖုရားရဲ့ចောင်းသူမင်းနဲ့ရခဲ့တဲ့ကိုဝင်ကတော့ဗကံရဲ့အထင်ကရာမင်းဖြစ်တဲ့အနောယထာကိုမွေးခဲ့ပါတယ်ဒီတော့အနောယထာမှာជីဆိုးနဲ့သုတ်ကတိဆိုတဲ့ညီကိုဝမ်းကွက်နှစ်ယောက်ရှိပါတယ်ဒီထဲမှာမှအနောယထာကအငယ်ဆုံးအသက်တွေကြီးလာတော့အကိုနှစ်ယောက်ကအဖေရင်းမဟုတ်တဲ့ចောင်းသူမင်းကိုနမ်းချဖို့ပဲကြံစီနေပါတယ်တနေ့မှာတော့ဒီညီကိုနှစ်ယောက်ကပဲចောင်းသူမင်းကိုចောင်းဆောင်ရိုက်ခဲ့ပါဆိုပြီးလိန်ခေါ်သွားပါတယ် ဒါကိုဘူးမသိဘာမသိလိုက်သွားတဲ့အချိန်မှာလေလမ်းမှာအတင်းရဟန်းဝင်ခိုင်းပြီးနန်းချလိုက်ပါကျောင်းထူမင်းနန်းကြတော့အသက်80ပက်ကတဲ့348ကိုရောက်လာပါပြီပြီးတော့အကိုအကြီးဆုံးဖြစ်တဲ့ကြည်သုံးမင်းကနန်းတက်လာပါတယ်သူကလည်းတိန်းကုန်မင်းနီးတူတောကသားကျင်နဲ့မင်းပါဒီမှာဘရင်မလုံပဲမုတ်ဆိုးလုံးလိုက်ဟာပါသူနောက်ရဆန္ဒကလည်းတိတ်ငုံမင်းနဲ့တိတ်တော်မကွာလာပါဘူးတောထဲကရေကန်တကန်မှာတမင်ပြစ်ဖို့စောင့်နေတာပါဖြစ်ချင်တော့တကယ်မုတ်ဆိုးတယောက်ကလည်းစောင့်နေတာနဲ့သွားတိုးပါတယ် အချိန်နဲ့နဲ့ကြာလာတော့နှစ်ယောက်လုံးစောင့်နေတဲ့အချိန်မှာတဲ့တမင်လေးတကောင်ပေါ်လာပါတယ်ဒီတမင်ကခြေတောက်နေတော့မင်းကြီးကိုမြင်ပြီးလန့်ပြေးသွားပါတယ်ဒါကိုတမင်မရလို့ဒေါသထောက်တာတဲ့မုတ်ဆိုးကမင်းကြီးမှမသိပဲမြားနဲ့ပြက်တက်လိုက်ပါဒီပုံစံနဲ့ပဲတီဆိုးမင်းကနှက်ရွာဆန်းသွားတာပါဒီနောက်မှာနန်းတက်လာတဲ့သုတ်ကတိမင်းနဲ့အနော်အထာမင်းရဲ့တီချင်းထိုးပွဲကိုတော့နောက်ဗီဒီယိုမှာဆက်ပါမယ်တီးပွေပြင်းနေတော့အဆင်မပြေဖြစ်နေရင်ဒီမှာလာဝယ်လို့ရပါတယ် ပြီးရင်နေမဟုတ်ပဲတင်းတင်းဆော့ဝဲတွေနဲ့ AI နေပါရတဲ့အတွက်ကြောင့်နေရာထဲမှာဆုံဆုံလင်းလင်းဝယ်လို့ရပါတယ်အမှန်ပါလေတင်းချပေးထားလို့ဒီတွေကိုအလွယ်တကူဝင်ကြည့်လို့ရပါတယ် website ကနေပဲဖြစ်ဖြစ် Telegram ကနေပဲဖြစ်ဖြစ်ကိုအပ်လို့ရှိရင်ဆက်သွယ်လိုက်ရုံပါပဲဗီဒီယိုလေးကတော့လောက်ပါပဲခံအပိုင်းလေးရောက်မှပြန်တွေ့ကြမယ်